အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ထန်လင်းသူဖြစ်ပါတယ်โอเคကျွန်တော်တို့ဆက်သွားရအောင်အဲ့တော့ကျွန်တော်ကအခုကျွန်တော်တို့ဒီဘော်ဒိုမီနူလေးပြီးသွားပြီဆိုတော့ကျွန်တော်ဘော်ဒိုမီနူမှာကျွန်တော်ဘာဆက်လုပ်ချင်သေးလဲဆိုတော့အဲကျွန်တော်တို့ဒီ adop ကျွန်တော်ဒီ adop view ဆိုကျွန်တော်တို့ဒီမဲ့ activity လေးကျွန်တော်တို့တွင်ပြီးသွားပြီပေါ့နော်ဒါလေးကျွန်တော်အောက်ခဏဆင်းလိုက်မယ်နော်โอเค အဲ့တော့ဒီမှာ add တွေလည်းကျွန်တော်တွင်ပြီးသွားပြီတွင်ပြီးသွားပြီဆိုတော့ကျွန်တော်အခုဘာစလုပ်မလဲဆိုတော့ကျွန်တော်ကဒီ button menu ပေါ့နော်ဒါလေးကျွန်တော် button menu လို့ခေါ်မယ်နော်အဲ့ button menu ကကျွန်တော်ကအာ page ဝင်တိုင်းဝင်တိုင်းမှာကျွန်တော်ပြနေမှာတော့မဟုတ်ဘူးအခုပုံစံအရဆိုကျွန်တော်ကဘယ် page သွားသွားကျွန်တော်ကပြနေမှာပေါ့နော်အဲ့တော့ကျွန်တော်ကဒီ button menu ကကျွန်တော်တို့ကဟိုတတိထားမိနာမသိဘူးကျွန်တော်တို့ mobile UI နဲ့ကျွန်တော်တို့တိဆောက်တဲ့ခါကြရင်လေကျွန်တော်တို့ကဟို အတွင်းပေတွေကိုရောက်သွားပြီဆိုရင်ထပ်မကျွန်တော် home screen မှာတော့ကျွန်တော်တို့ကဒီလို bottom menu လေးပြတယ်เนาะ bottom menu လေးပြတယ်ထောက်ဒီမှာ home screen ရှိတယ်ထပ်မကျွန်တော်ဒီမှာ route screen ရှိမယ်ဗောနော်ဒီ route တို့ဒီ station တို့ဒီမှာကျွန်တော် screen ရှိမယ်အဲ့ screen မှာဆိုရင်တော့ကျွန်တော်တို့ကဒီဆက်ဆက်လာခြင်းပေဗောနော်ဆက်ဆက်လာခြင်းပေတွေမှာဆိုရင်တော့ကျွန်တော်တို့က bottom menu တွေပြတာအဆင်ပြေတယ်အဲ့လိုမဟုတ်ပဲကျွန်တော်တို့ကဒီ route မှာဆိုရင်ကျွန်တော်က route list လေးကျွန်တော်တို့ပြထားမယ်အဲ့ဒါကျွန်တော်ကဒီဒီခလုတ်နှိပ်ကြည့်တဲ့ခါကျရင်အတွင်းပေတွေရောက်သွားပြီဆိုရင်တော့ကျွန်တော်က အဲအောက်ကကျွန်တော်ဘော်ဒိုမီနူကိုမပြခြင်းဆိုလိုချင်တာကျွန်တော်အတွင်း DDP တွေရောက်သွားပြီဆိုရင်ကျွန်တော်ကဘော်ဒိုမီနူတွေကိုကျွန်တော်မပြခြင်းတော့ဘူးเนาะအဲ့ဒါကတော့ကျွန်တော်မိုဘိုင်းမှာဆိုရင်လည်းကျွန်တော်တို့အဲ့တဘောတရားကျွန်တော်တို့တွားရယ်เนาะအဲ့ကျွန်တော်အဲ့ဒီဘော်ဒီကကျွန်တော်တွားမယ်အဲ့အဲ့အတွက်ကျွန်တော်ဘာလို့လဲဆိုတော့တချို့ပေတွေမှာဆိုရင်ကျွန်တော်ကဘော်ဒိုမီနူကိုလိုအပ်တယ်တချို့ပေတွေမှာဆိုဘော်ဒိုမီနူကိုကျွန်တော်မပြဘူးเนาะမပြဘူးဆိုတော့ကျွန်တော်အဲ့ဒါကိုကျွန်တော်ဘယ်လိုခွဲခြားမလဲပေါ့เนาะအဲ့တော့ကျွန်တော်အဲ့ဒါကို dynamically ကျွန်တော်အရှင်လုပ်မယ်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော် router ထဲမှာတွားရေးထားမယ် router မှာကျွန်တော်က ဒီမှာကျွန်တော်တို့မတ္တာဒေတာလေးကျွန်တော်သွားထည့်ထားလိုက်မယ်เนาะမတ္တာဒေတာကိုကျွန်တော်ဒီမှာ object လေးနဲ့ကျွန်တော်က variable တစ်ခုလေးနဲ့ကျွန်တော်ကရေးလိုက်မယ် show တက်ပါဆိုပြီးเนาะကျွန်တော်အောက်က dash bar လေးเนาะတက်ပါဆိုပြီးကျွန်တော်အဲ့ဒါကိုပြမယ့် page ဒီမှာဆိုကျွန်တော် true နဲ့ကျွန်တော်ပြီးထားလိုက်မယ်เนาะเนาะအဲ့ဒီ page ကတော့လောလောဆယ်ပြမှာဖြစ်တဲ့အတွက်ကျွန်တော်အကုန်လုံးကျွန်တော် true ပေးထားလိုက်မယ်เนาะ true ပေးထားလိုက်မယ် okay true ပေးထားလိုက်မယ် okay အဲ့အထူးပေးသွားပြီဆိုတော့ကျွန်တော်အဲ့ဒါကိုပြန်ဖမ်းဖို့လိုတာပေါ့နော်ပေးတပိဝင်တိုင်းဝင်တိုင်းမှာကျွန်တော်တို့ကကျွန်တော်တို့ခုနကဆိုဒီမှာကြည့်လိုက်လीအတော့ပြူမှာဆိုပေးတပိဝင်တိုင်းမှာဒီမှာ watch နဲ့ကျွန်တော်တို့ဒီမှာ route ပဲဘက်ကိုဖမ်းတယ်လीအဲ့ဒါဘယ်ဟာကိုဖမ်းတာလဲဆိုတော့ဒီမှာလीဒီဘက်ဒီဘက်ကိုပြောတာဘက်ကိုနော်ဒီဘက်နဲ့လည်းဖမ်းလို့ရတယ်နေနဲ့လည်းဖမ်းလို့ရတယ်နော် okay အဲ့ဒါကိုကျွန်တော်အခုဘာလုပ်မလဲဆိုတော့အဲ့ဒါကိုကျွန်တော်ကဒီဟိုဘာမှာပြန်ပြီးတော့ဖမ်းမယ်အဲဒီ အတော့ပြူမှာလာပြီးကျွန်တော်ကအတုံးပြူမယ်ဗောနော်ဒီအတော့ပြူမှာလာပြီးအတုံးပြူမယ်အဲ့တော့အဲ့ဒါကိုအရင်ဆုံးကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော်ဒီမှာ constantly နဲ့ကျွန်တော်ကျင်ညာလိုက်မယ်ဘာလဲဆိုတော့ show tab တပ်ပါဆိုပြီးကျွန်တော်ကျင်ညာလိုက်မယ်နော်အဲ့တပ်ပါလေးကိုကျွန်တော်အခုလောလောဆယ်ကျွန်တော် ref နဲ့ကျွန်တော် true ပေးထားလိုက်မယ်ပြမယ်ဗောနော် default နေနဲ့ပြမယ်ဗောနော်အဲ့တော့အဲ့ဟာအာဒီကောင်ကျွန်တော် default နေနဲ့မလုပ်တော့တခါလေးပဲကျွန်တော်က view ရဲ့ကျွန်တော်ကဟို light cycle တစ်ခုဖြစ်တဲ့ကျွန်တော် ကွန်မြူစီနဲ့ကျွန်တော်တွားပြီးတော့တီးလိုက်မယ်เนาะဒီကောင်ကကျွန်တော်တန်းပြီးတွက်ချက်ပါလေเนาะအဲ့တော့ဒီမှာကျွန်တော်က cycle စပြီးတော့စပြီး view project စပြီးတော့အာ ready မဖြစ်သေးခင်အချိန်နေမှာကိုပဲတူတခါလေးကျွန်တော်တို့ကတွက်ချက်လိုက်မယ်เนาะအဲ့တော့ route ရေကျွန်တော်ကဘာကြီးလဲမသိဘူး route ရေဒီ meta data တွေရမှာကျွန်တော်ဘာအောင်ယူမှာလဲ show dash bar ဆိုတဲ့ကောင်လေးကျွန်တော်ယူပြီးတော့ assign လုပ်ထားမှာဒီတွေကို assign လုပ်လိုက်မှာပေါ့เนาะဟုတ်ပြီအဲ့ဆိုကျွန်တော်ကဒီကောင်က constant variable တွေပဲကျွန်တော် assign လုပ်လိုက်ပြီးဒီကောင်တန်ဖိုးလေးရပြီပေါ့เนาะဒီတန်ဖိုးလေးကျွန်တော်ဘာလုပ်မှာလဲဆိုတော့ဒီ ပြမယ်ဒီဘားလေးမှာကျွန်တော်ကဒီ touch ဘားလေးကိုကျွန်တော်ကျွန်တော်လာပြီး condition set ထားခြင်းလားနော်အဲ့တော့ view project ဖြစ်တဲ့အတွက် view project တွေ set မယ်ဆိုရင် v if နဲ့ကျွန်တော်စက်တယ်နော်အဲ့တော့ဒီမှာ temporary true နဲ့ညီရယ်ဆိုရင်ကျွန်တော်ကမလုပ်ထားမလဲဆိုတော့ပြထားလိုက်မယ်နော် true နဲ့ညီပြထားလိုက်မယ်ပေါ့နော်အဲ့ဒါဒီ condition တွေကျွန်တော်ရှေ့ပို့ထားလိုက်မယ်နော် by mode 9လေးကျွန်တော်အစင်လိုက်လေးဖြစ်အောင်โอเคအဲ့ဒါဆိုသူကပေါ်နေမှာပေါ့နော်အခုလောလောဆယ်သွားပြီး refresh လုပ်ပြီးကြည့်ရယ်ဆိုရင်ဒီမှာကျွန်တော်တို့ အဲဒီ commute ဆိုတဲ့ကောင်ကသူမတည်ဘူးလို့ပြောတယ်မတည်ဘူးဆိုတာထုံးစံတိုင်းပဲ watch လို့ပဲသူလည်းပဲမလုပ်ရမယ်ဒီမှာလာပြီးအသုံးပြုမယ်ဆိုတဲ့ကောင်ကို import လုပ်ပေးရမယ်ဟုတ်ပြီနော်အဲ့ဒီမှာကြည့်လိုက်လောလောဆယ်ပါ error မှတော့မတက်သေးဘူးအောက်က bottom menu လည်းဘာမှမပြောက်သေးဘူးဟောချင်းချက်တစ်ခုခုဖြစ်တာကိုသိချင်တယ်ဆိုရင်ကျွန်တော်ဒီ route ဆိုတဲ့ပေးမှာကျွန်တော် for လို့ကျွန်တော်ပေးထားလိုက်မယ်ဟုတ်ပြီနော်အဲ့ဆိုဒီမှာကြည့်လိုက်ကျွန်တော်တို့ home ပေးမှာဆိုပေါ်တယ် route ဆိုတဲ့ပေးမှာဆိုရင်မပြောက်သွားတွေ့လားဟုတ်ပြီနော်အဲ့ဒီရပြီနော်အဲ့တော့ကျွန်တော်တို့နားလည်ရယ်နော်ကျွန်တော်ဒါကကျွန်တော်လိုအပ်ရင်သုံးဖို့အတွက်နော်ကျွန်တော်တော့ဆက်လို့ကျွန်တော် true ပေးထားလိုက်မယ်နော် ဟုတ်ပြီအဲ့ဒါပြီးသွားပြီဆိုကျွန်တော်နောက်ထပ်ဘာလုပ်မလဲဆိုတော့ကျွန်တော်နောက်ထပ်လုပ်ချင်တာတစ်ခုရှိသေးတယ်ဘာလဲဆိုတော့ကျွန်တော်တို့ application ကိုကျွန်တော်အခုတည်မဲ့ refresh လုပ်တယ်ပေါ့နော် refresh လုပ်တဲ့ခါကျရင်ကျွန်တော်ကဘာလုပ်ချင်လဲဆိုတော့ကျွန်တော် subplus screen လေးကျွန်တော်ထည့်ချင်တယ်နော် subplus screen ဆိုတော့ဘယ်လိုပြောရလဲဆိုတော့ဟော application တုံးတဲ့ခါကျတတိထားပြီးကြည့်ကြည့်နော်ဟို mobile application တုံးတဲ့ခါကျရင်အာထားပါတော့ကျွန်တော်တို့ KBZ application ပဲဖြစ်ဖြစ် ARP application ပဲဖြစ်ဖြစ်အဲ့လိုဝင်လိုက်တဲ့ခါကျရင်ကျွန်တော်တို့က application နဲ့ writer နဲ့တန်းပြီးအတွင်းနဲ့ကိုတန်းပြီးဘန်းဆိုပြီးတက်အထဲကိုတန်းရောက်သွားတာမဟုတ်ဘူးရှေ့မှာကျွန်တော်တို့က initial state နေတဲ့ရှေ့မှာကျွန်တော်တို့ဘာလုပ်လဲဆိုတော့ sublet screen ကိုပြရတယ်ပြီးတော့ဘယ်လိုဒီပြကြတာများလဲဆိုတော့ကျွန်တော်တို့က application နဲ့ logo လေးနဲ့နာမည်လေးနဲ့အဲ့လိုမျိုး loading ပုံစံမျိုးလေးရှေ့မှာအဲ့လိုပြတယ်ပြပြီးတော့မှအထဲကိုအထဲပီလေးကိုရောက်တာပေါ့နော်အတွင်းပီလေးကိုတန်းပြီးတော့ဘန်းဆိုပြီးတန်းဝင်သွားတာမဟုတ်ဘူးရှေ့မှာ sublet screen လေးကျွန်တော်တို့ခံတယ်အဲ့ဒါကိုအဲ့ဒါလေးကျွန်တော်တို့လုပ်လုပ်မယ်နော် โอเคအဲ့အဲ့အရာလေးကိုကျွန်တော် component လေးတစ်ခုကျွန်တော်ဒီမှာခွဲထုတ်လိုက်မယ်အဲ့အရာလေးကျွန်တော်ကအဲ့ဒီကျွန်တော်ကဘာလို့လဲနာမည်လေးတစ်ခုပေးလိုက်မယ်เนาะဒီမှာနာမည်လေးတစ်ခုပေးလိုက်မယ်เนาะအဲ့တော့ကျွန်တော်ခဏလေးเนาะကျွန်တော်ကဒီမှာနာမည်လေးတစ်ခုပေးလိုက်မယ်အဲ့တော့ကျွန်တော်ဒီမှာနာမည်လေးကိုကျွန်တော်ဘယ်လိုပေးလဲ splash screen လို့ပဲပေးလိုက် component နာမည်ကိုကျွန်တော်က scr es screen splash screen view လို့ပဲကျွန်တော်ပေးထားလိုက်မယ်เนาะဒါ component နာမည်ပဲเนาะโอเค တော့အဲ့ component မှာကျွန်တော်ကအခုဘာလုပ်မလဲဆိုတော့ကျွန်တော်ထုံးစံတိုင်းပဲ view ရေးရေးမယ်ဆိုရင်ကျွန်တော်တို့ကဘာခေါ်ရလဲ template ဆိုကျွန်တော်ရေးမယ် okay အဲ့ template ရေးမယ်ပြီးပြီဆိုရင်ကျွန်တော်ဘာရေးရလဲကျွန်တော်တို့ကျွန်တော်တို့ဘာရေးလဲ script ရေးတယ်နော်အဲ့ကျွန်တော်ဒီမှာတော့ script ရေးစာမရှိရတဲ့အတွက်ကျွန်တော်ကဒီမှာ script ကိုကျွန်တော်ကဒီတိုင်းပဲဖလာလေးပဲကျွန်တော်ထားခဲ့မယ်နော်ပြီးပြီဆိုကျွန်တော်တို့ဘာရေးလဲကျွန်တော်တို့ style လေးရေးရနော် style မှာကျွန်တော်က SEO page scope ဆိုပြီးကျွန်တော်ထည့်ထားလိုက်မယ်နော် เนาะအဲ့ဒါရပြီเนาะအဲ့တော့ဒီမှာကျွန်တော်စကုပ်เนาะစကုပ်က e ကျွန်တော်တို့က d မပါဘူးเนาะစကုပ်ပဲเนาะโอเคတော့ဒီစကုပ်အကြောင်းလေးကျွန်တော်ပြောခဲ့ဘူးလားတော့မသိဘူးကျွန်တော်ဒီ setup ဆိုတဲ့ဟာလေးကတော့ကျွန်တော်ခုနဗီဒီယိုမှာပြောပြီးပြီเนาะဒီစကုပ်လေးကကျတော့ဒီစကုပ်ထည့်တာမထည့်တာကကျွန်တော်တို့ကဘာပုံမူတည်လဲဒီစကုပ်ထည့်ထားရဲဆိုရင်ဒီမှာရေးတဲ့ css style တွေကဒီ template ပေါ်မှာပဲတက်ရောက်မှုရှိတယ်တခြားဘက်ကိုကြော်မထွက်သွားဘူးနော်တခြားဘက်ကြော်မထွက်သွားဘူးတကယ်လို့ဒါဒီစကုပ်ကိုဖြုတ်ထားရဲဆိုရင်ဒီ css က ဟိုဒီ component အပြင်ဘက်ကိုလည်းတက်ရောက်မှုရှိရ component အပြင်ဘက်မှာဒီမှာရေးထားတဲ့ CSS နဲ့ class တွေပါပဲဖြစ်ဖြစ်သွားတူနေရဲဆိုရင်အကျိုးတက်ရောက်မှုဖြစ်မယ်เนาะအဲ့လိုမဟုတ်ဘူးကျွန်တော်တို့ဒီလိုမျိုး scope ခံထားရဲဆိုရင်တော့ကျွန်တော်တို့က class သွားတူနေရဲဆိုရင်တော့အပြင်ကိုကြော်ပြီးအဖတ်မဖြစ်ဘူးဘာလို့လဲဆိုတော့ component အပြင်ထဲမှာပဲသုံးမှာเนาะဒီ CSS ကဟုတ်ပြီကျွန်တော်အဲ့မှာ template မှာကျွန်တော်ကအဲ DIB တစ်ခုစလိုက်မယ်အဲ့ DIB မှာကျွန်တော်ကဘာလုပ်လိုက်မလဲဆိုတော့အဲ ဟိုဟာလေးပေးထားလိုက်မယ် class လေးပေးထားလိုက် subless screen ဆိုပြီးတော့ css လေးထည့်လို့ရအောင်เนาะ okay အဲ့ subless screen ထဲမှာကျွန်တော်အခုဘာရေးမလဲဆိုတော့ကျွန်တော်ကအာ image တစ်ခုစောက်လိုက်မယ် image ကိုကျွန်တော် logo လေးပဲကျွန်တော်ထည့်လိုက်မယ်เนาะအဲ့တော့ beauty ရဲ့ project မှာကျွန်တော်တို့ကဓာတ်ပုံလေးကိုကျွန်တော်တို့ခေါ်သုံးခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဒီမဲ့ fee confirm မှာကျွန်တော်ဓာတ်ပုံလေးကိုကျွန်တော်ဟိုဟာညင်ညာထားတယ်เนาะဒီမဲ့အဲကျွန်တော်တို့ alias ညင်ညာထားတယ်เนาะဒီမှာကျွန်တော်တို့ကအာဒီမဲ့ assign နဲ့ခေါ်တယ် assign နဲ့ခေါ်တယ်ဆိုရင်ဘယ်ကို ကိုဘယ်ကိုကိုစားပြုရလဲဆိုတော့ SRC ဆိုရဲဒီလမ်းကြောင်းလေးကိုကိုစားပြုရဟုတ်ပြီနော်အဲဒီမှာမှကျွန်တော်လိုအပ်တဲ့လိုအပ်တဲ့ထဲကိုဆက်ပြီးတော့ဝင်ပေါ့နော်ဒီမဲ့ asset ထဲကကျွန်တော်တို့ logo ကဘယ်ထဲမှာရှိအောင်ကျွန်တော်တို့ logo ဘယ်ထဲမှာတင်ခဲ့တာ public ထဲမှာလား okay public ထဲမှာကျွန်တော်အဲဆိုရင် logo ကိုကျွန်တော်ကအဲ copy ကူးလိုက်မယ်နော်ကျွန်တော် logo ကို copy ကူးလိုက်ပြီးကျွန်တော်ဒီ asset ထဲက image ထဲမှာကျွန်တော် image folder လေးတစ်ခုဖွဲ့ခြင်းလေနော်အဲ့ဒီမှာလည်းကျွန်တော်တွားထည့်ထားလိုက်မယ်နော်။ Okay ။ ဟုတ်ပြီအဲ့ဒါကြီးကိုကျွန်တော်တို့ခေါ်တော့အောင်ဘယ်မှာခေါ်တော့မသိမှခေါ်တော့မှာပေါ့နော်ဒီမှာ assign ဒီမျိုး assign လေးပြောချင်းဒီ src ကိုရောက်နေပြီ src တဲက accept တဲက image တဲကအဲဘာလဲဆိုတော့ logo.png ဟုတ်ပြီနော် okay ဟိုလာမသိဒီမှာနော်ဒီမှာ accept တဲက src နော်ဒီမှာ src ဆိုကျွန်တော်ဖြတ်သွားပြီ okay အဲ့အဲ့ image လေးပါကျွန်တော်ကဒီမှာကျွန်တော်က application name လေးရေးထားလိုက်မယ်ရန်ကုန် rainway service ကိုကျွန်တော်ပေးထားလိုက်မယ် ပြီးတော့ကျွန်တော် class လေးတစ်ခုပေးထားလိုက် class ကကျွန်တော်ကဓာတ်ပုံကိုကျွန်တော်အကြီးမလုပ်ချင်ဘူးဆက်လေးလောက်နဲ့ height ဆက်လေးဒီဝင်းစီရဆက်ဆက်လေးစီပဲထားလိုက်မယ်နော်ပြီးပြီဆိုကျွန်တော်အောက်က margin button ကို2လောက်ကန်ထားလိုက်မယ်ဟုတ်ပြီဓာတ်ပုံပြီးသွားပြီဆိုကျွန်တော် a3 လေးနဲ့ကျွန်တော်ဘာရေးမလဲဆိုတော့ကျွန်တော်ကအဲ just gray ကိုကျွန်တော် gray လေးနဲ့ကျွန်တော်အဲ့ဒါအလှဆင်လိုက်မယ်ကျွန်တော်600လောက်ပေးထားလိုက်မယ်ပြီးကျွန်တော် font ကကျွန်တော် empty လောက်ပေးထားလိုက်မယ်ပြီးပြီဆိုကျွန်တော်က application နာမည်ဖြစ်တဲ့ wire s လေးကျွန်တော်ရေးမယ်ပြီးရင်အောက်ကအရှိအရှိလေးကျွန်တော်ရေးမယ်နော်အပေါ်မှာအတူကောက်ရေးထားပြီဆိုတော့အောက်မှာအရှိလေးရေးလိုက်မယ် tag gray သူ့ကိုကျွန်တော်900လောက်ထားလိုက်မယ်ပြီးသူ့ကိုကျွန်တော် hwa small လေးထားလိုက်မယ်ရန်ကုန် railway service okay ဒီလိုမျိုးလေးထားလိုက်မယ်နော်ပြီးပြီဆိုရင်ဒီ surplus screen ကိုကျွန်တော်ကအခုတော်တော်စီတော့ဒါဘာမှတော့အာကျွန်တော် CSS တွေဘာမှမထိန်ရသေးဘူးတော်တော်စီကျွန်တော်ဒါလေးကိုကျွန်တော်ဘယ်မှာအသုံးပြုပြမလဲဆိုတော့ adopt ဒီ view မှာကျွန်တော်အသုံးပြုပြမယ်နော်ဟုတ်ပြီကျွန်တော်က component ကိုစသုံးမှာဖြစ်တဲ့အတွက်ဒီမှာ component ကိုဘာလုပ်ပေးရမလဲ import လုပ်ပေးရမယ်နော် okay component import လုပ်ပေးမယ်ဆိုတော့ကျွန်တော်ဒီမှာ import လုပ်မယ်ဘာလဲဆိုတော့ s sp alias plus screen ဆိုပြီးတော့ဒီမှာကျွန်တော်တို့ component တွေကဒီကောင်လေးကိုတွားပြီးတော့ import လုပ်ထားပြီ import လုပ်ထားပြီးဖြစ်တဲ့အတွက်ကျွန်တော်ဘာလုပ်လို့ရပြီလဲအပေါ်မှာစပြီးတော့အသုံးပြုလို့ရပြီဒီပေါ်မှာစပြီးကျွန်တော်အသုံးပြုမယ်နော် okay ဒီမှာစပြီးကျွန်တော်တို့အသုံးပြုမယ် ဟုတ်ပြီဒီမှာကျွန်တော်စပြီးအသုံးပြုမယ်အဲ့တော့ဒီမှာကျွန်တော်အသုံးပြုမယ်เนาะဒီလိုမျိုးအဖွင့်ပိတ်လေးနဲ့လုပ်လဲရလေကျွန်တော်တို့က set closing tag နဲ့ကျွန်တော်တို့အသုံးပြုမယ်ဆိုရင်အသုံးပြုလို့ရတယ်เนาะကျွန်တော်တို့ဘာမှဒီထဲမှာ slope တွေပါဘာမှမထည့်ဘူးဒီလိုမျိုးလေးအသုံးပြုမယ်အဲ့မှာကျွန်တော် condition လေးကျွန်တော်ဆစ်ချင်တယ်ဒီ sub plus screen ကအာ ready ဖြစ်သွားတဲ့အချိန်ဒီမှာဆိုရင် view ကြည့်ရ project ready ဖြစ်သွားပြီအာ document ready ဖြစ်တယ်လို့ပြောပဲ ready ဖြစ်သွားပြီဆိုရင်ပြန်ပြောက်သွားမှာเนาะအဲ့တော့အဲ့အရာလေးကျွန်တော်က show plus screen ဆိုကျွန်တော်လုတ်ထားလိုက်မယ်အဲ့ဒါကျွန်တော် variable တွေတလုံးကျွန်တော်အောက်မှာတက်မှတ်ထားလိုက်မယ်နော် okay အဲ့မှာကျွန်တော် variable တွေ edit လိုမျိုးလေးပဲကျွန်တော် variable တလုံးကျွန်တော်တက်မှတ်ထားလိုက်မယ်ဒီမှာ constant ဒီမှာကျွန်တော်က default အနေနဲ့ကကျွန်တော်ကဘာတက်မှတ်လိုက်မလဲဆိုတော့ default အနေနဲ့ကျွန်တော်ပြမှာပေါ့နော်အဲ့တော့ true လို့ကျွန်တော်ပေးထားလိုက်မယ်အဲ့တော့ဘယ်အချိန်လေးမှာကျွန်တော်ကသူ့ကိုအာပြန်ဖြောက်ချင်တာလဲဆိုတော့ document ready ဖြစ်တဲ့အချိန် document ready ဖြစ်တဲ့ဆိုတဲ့အချိန်ကကျွန်တော်တို့ကပြုကြည့်ရ project မှာဆိုရင် mount ဖြစ်တဲ့ on mount ဖြစ်တဲ့အချိန်နေเนาะ mount တက်ဖြစ်တဲ့အချိန် okay เนาะအဲ့တော့အဲ့ mount တက်ဖြစ်တဲ့အချိန်ကိုကြည့်လိုက်မယ်အဲ့တော့ပြုကြည့် UG ရ project မှာဆိုရင် MOU နဲ့ mount ဆိုကျွန်တော်ကြည့်လိုက်ဒါဆို document ready ဖြစ်တဲ့အချိန်လေးကိုပြောရအောင်เนาะ okay ဟုတ်ပြီเนาะအဲ့တော့ဒီမှာကျွန်တော် ျွန်တော်ကဒီမဲ့ view ကြည့်ရကျွန်တော်က extension တင်ထားဖြစ်တဲ့အတွက် code format ချလိုက်တာနဲ့ကျွန်တော်တို့ကဒီမဲ့ကျွန်တော်ဒီကောင်လေးတုံးတာဖြစ်တဲ့အတွက်ဒီမှာ automatic import ဝင်သွားတယ်တွေ့လားနော်ပုံမှန်ဆိုသူဝင်မှာမဟုတ်ဘူးကျွန်တော်တို့ code ဘက်ကို import လုပ်ပါမယ်နော်အဲ့တော့ကျွန်တော်ထားပါတော့ကျွန်တော်ခုနကပြန်ကြည့်လိုက်တယ်မယ်နော်အဲ့တော့ဒီမဲ့ import လုပ်လိုက်ရနော်အဲ့တော့ဒီမှာကျွန်တော်ကအဲ့ဒီ on mount ဖြစ်တဲ့ချိန်ကြားမှာကျွန်တော်ကဘာလုပ်မလဲဆိုတော့အချိန်လေးကျွန်တော်ထည့်လိုက်မယ်ကျွန်တော် sub time out လေးနဲ့ကျွန်တော်အလုပ်လုပ်လိုက်မယ်နော်အဲ sub time out ကကျွန်တော်က ဒီလိုမျိုးလေးမတ်တက်လေးနဲ့ပေါ့နော်ဘယ်လောက်စက္ကန့်နေတော့မှအဲ့ဒါလေးပြန်ဖြောက်စီခြင်းလဲဆိုတော့တစ်စက္ကန့်လောက်ကျွန်တော်ထားလိုက်မယ်နော်အကြာကြီးလည်းမကောင်းဘူးလीနော်အဲ့အဲ့ဒီမှာကျွန်တော်ဘာလုပ်မလဲဆိုတော့ show surplus screen value ကိုကျွန်တော်ဘာလုပ်မလဲ for လိုက်မယ်နော်အဲ့ဒါပြန်ပြီးတော့ပျောက်သွားလိမ့်မယ်ဟုတ်ပြီနော် okay အဲ့ဒါကျွန်တော်တို့ application ကိုကျွန်တော်သွားပြီး refresh လုပ်ကြည့်မယ်အဲ့တော့ဇေ okay โอเคအဲ့ဒါကျွန်တော်ဒီမှာ condition လေးတစ်ချက် set ဖို့လိုသွားတယ်ကျွန်တော်ဒီမှာ if condition set ထားတယ် if condition set ထားပြီးရောဒီအောက်ကဟာကိုကျွန်တော်အမ set ထားဖို့ဖြစ်သွားတယ်โอเคအဲ့တော့ကျွန်တော်ဒီဟာလေးတွေ့လို့ဒီလိုဒီလိုရွှေ့လိုက်ဟုတ်ပြီနော်အဲ့တော့ show ဆိုတဲ့အချိန်နဲ့ဒီ show ဒီ surplus screen ဆိုတဲ့ကောင်လေး show ဖြစ်နေတဲ့အချိန်မှာဆိုရင် true ဖြစ်နေတဲ့အချိန်မှာဆိုဒီကောင်လေးပြမယ်4ဖြစ်နေတဲ့အချိန်မှာဆိုရင်ဒါလေးပြမယ်ပြီနော် AF နဲ့ကျွန်တော်ဆက်လိုက်တာနော် Okay အဲ့ဆိုရပြီရပြီဆိုကျွန်တော်ဒီမှာတစ်ချက်ပြန်ကြည့်လိုက် refresh တဲ့ခါကျရင်ဒီမှာကြည့်လိုက်ဒီလိုမျိုးလေး logo လေးပေါ်တယ်စက္ကန့်နေတဲ့ခါကျတော့မှအထဲထဲကိုရောက်သွားတယ်နော်ကျွန်တော်တို့ဒီမှာ page read မှာ reload လုပ်တဲ့ခါကျရင်ဒီလိုမျိုးလေးဖြစ်သွားတယ်နော် Okay အဲ့တော့လောလောဆယ်တော့ကျွန်တော်တို့ကဘာဖြစ်နေလဲဆိုတော့ UI ကမလာသေးဘူးကျွန်တော်တို့ဒီမှာခဏဒီလိုမျိုးလေးဖြစ်နေရယ်နော်အဲ့အားလေးကျွန်တော်တို့ UI လေးကစားရအောင်အဲ့တော့ UI နဲ့ကစားရအောင်ဆိုရင် subplus screen ကိုကျွန်တော်သွားပြီးရောဒီ class လေးကိုကျွန်တော်ဟိုပါလုပ်လိုက်မယ်ဆလတ်မှတ်မယ်ဒီမှာကျွန်တော်ရေးမယ်နော် okay ဒီမှာကျွန်တော်ဗာရေးမလဲဆိုတော့ display ကျွန်တော်ဟိုပါနဲ့တွားလိုက်မယ်နော်ကျွန်တော်တို့က flat box နဲ့ကျွန်တော်တွားလိုက်မယ် display ကိုကျွန်တော် flat ပေးလိုက်မယ်ပြီး justify content ကိုကျွန်တော်ဗာတိုင်းမယ်စန်တာပေးလိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်တို့က align item ကိုကျွန်တော်စန်တာပေးလိုက်မယ်နော်ပြီးပြီဆိုရင်သူ့ရဲ့ height ကိုကြာတော့ကျွန်တော်က view တရားခိုင်နှုန်း view height ကျွန်တော်ပေးလိုက်မယ်เนาะပြီးသူ့ background လေးကျွန်တော်သတ်မှတ်မယ် background ကိုကျွန်တော်ကအဖြူလေးပဲပေးထားလိုက်မယ်ပြီးပြီဆိုရင် okay ဒါကျွန်တော်ဆက်ပြီးတွားကြည့်အောင်အဲ့တော့ကျွန်တော်ဒီဒီဟာလေးကိုကျွန်တော်ကဘာဆက်ပေးမလဲဆိုတော့ flat collection flat direction ကိုကျွန်တော်က column လိုပဲကျွန်တော်ပေးထားလိုက်เนาะ sorry โอเคဒီလိုမျိုးလေးဖြစ်သွားအောင်เนาะ အဲ့တော့ဒီမှာကြည့်လိုက်လေကျွန်တော်တို့က pay reload ဖြစ်တိုင်းဖြစ်တိုင်းပါတယ်လိုမျိုးလေးကျွန်တော်တို့ရဲ့ logo လေးနဲ့ application နာမည်လေးနဲ့ကျွန်တော်တို့အဲ့လိုမျိုးလေးလုပ်မယ်နော်ကျွန်တော်တို့ attack ရဲ့ mobile UI လိုမျိုးလေးကစားလို့ရအောင်နော်နောက်ပိုင်းကျွန်တော်တို့ကကျွန်တော်တို့ဒီ PUG ရဲ့ project ကိုကျွန်တော်ကအာထားပါတော့ကျွန်တော်ကဟို flutter နဲ့ပဲဖြစ်ဖြစ်ကျွန်တော်ကအဲ့လိုမျိုးကျွန်တော် web view လေးငုံပြီးလုပ်မယ်ဆိုရင်လေဒီကောင်ကအာ mobile UI အတိုင်းကျွန်တော်တို့ကခံစားလို့ရတယ်အဲ့လိုမဟုတ်ဘူးကျွန်တော်တို့က PWA ပေါ့နော် PWA ကျွန်တော်တို့ထုတ်မယ်ဆိုရင်လေကျွန်တော်တို့က mobile UI အတိုင်းကျွန်တော်တို့ကဖြတ်နေရပါတော့โอเคဟုတ်ပြီအဲ့ဆိုကျွန်တော်တို့က ဒီမှာပြန်သွားပြီးတော့ဒီ for for ဟာလေးကိုကျွန်တော်တို့ပြန်ဖွင့်လိုက်မယ်နော်โอเคကျွန်တော်ဒီမှာအဆင် refactor check လုပ်ကြည့်တင်မယ်တစ်စက္ကန့်နေတဲ့ခါကျရင် route ပေးကိုရောက်သွားတယ်ဒီတိုင်းပုံမှန်တိုင်းဆိုရင်တော့ဘာမှမဖြစ်တော့ဘူး pre reload ဖြစ်တဲ့အချိန်လေးဆိုရင်တစ်စက္ကန့်လေးဒါလေးပုံမယ်ပြန်ပြောက်သွားတယ်ဟုတ်ပြီနော်โอเคကျွန်တော်တို့အဆင်ရင်ကျွန်တော်တို့ကဘယ်နှမိနစ်ရှိသွားပြီလဲ15မိနစ်အပြီအဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့ဒီ home page ပေါ့နော်ဒီ app.view page ပေါ့နော်ဒီ application ရဲ့၄ရောက် page မှာကျွန်တော်တို့က ောက်ကဘော်ဒိုမီနိုကြီးလည်းပြီးသွားပြီ surplus screen လည်းပြီးသွားပြီ show ဒီအောက်ကတက်ဘားကြီးလည်းကျွန်တော်ပြီးသွားပြီเนาะ okay ဟုတ်ပြီကျွန်တော်အဲ့ဆိုဘာလုပ်မလဲဆိုတော့ကျွန်တော်ကအခုစပြီးကျွန်တော်က home page ရဲ့ဒီအပေါ်ကဒီ app ဘားလေးကိုကြည့် home page ရဲ့ဒီအနားမှာကျွန်တော်က app ဘားလေးကိုကျွန်တော်လုံးချင်တယ်เนาะအဲ့တော့ app ဘားလို့ခေါ်တယ်เนาะအဲ့တော့ app ဘားလေးကျွန်တော်တုံးမယ် app ဘားကိုကျွန်တော်တို့ကဒီမှာလိုက်ကြည့်အောင်ဒီမှာကျွန်တော် net ဘားလို့ခေါ်ထင်တယ် okay တရားလေးပါเนาะ တော့အဲ့ဒီမှာကျွန်တော်တို့တုံးအတုံးပြအောင်အဲ့တော့ app ဘာလေးကျွန်တော်တို့အစပြီးအတုံးပြမယ်ဆိုတော့ကျွန်တော်က home page ရဲ့ဆက်ဆက်လာခြင်းကိုကျွန်တော်ကဘာလေးတုံးကြံလဲဆိုတော့ application နာမည်လေးကျွန်တော်ကပြခြင်းနဲ့ UI ကဘယ်လိုပြမလဲဆိုတော့โอเคတော့နောက်ဆက်တော့ကျွန်တော် basic အနေနဲ့ကျွန်တော်ဒါလေးကို import လုပ်လိုက်မယ်เนาะ net ဘာလေးကျွန်တော်တုံးမယ်အဲ့အဲ့နပ်ပါလေးသုံးမယ်ဆိုတော့ကျွန်တော်ဘာစလုပ်ရမလဲ main.js ထဲမှာ div fan ကို import လုပ်တဲ့နေရာမှာ နံပါတ်လေးသုံးမယ်ဆိုကျွန်တော်တို့ပြောရမယ်ပြီးရင်ဘာလုပ်ရမလဲအောက်မှာ use လုပ်ရမယ်အဲ့ဒါတော့ပုံမှန်တိုင်းပဲเนาะနားလေးရယ်เนาะကျွန်တော်တို့လေးခွဲထားလိုက်မယ်ဗျာကျွန်တော်လေးခွဲထားလိုက်မယ်ရှင်းသွားအောင်เนาะ okay အဲ့ဒါရပြီဆိုရင်ကျွန်တော်စပြီးဒီမှာအသုံးပြုလို့ရပြီရယ်เนาะအဲ့ဘာလေးအသုံးပြုလို့ရပြီဆိုတော့ home page ကိုသွားမယ် home view မှာသွားပြီးတော့ဒီမှာเนาะအဲ့ဒီမှာကြည့်လိုက်ကျွန်တော်တို့ဒီမှာ title လေးဒီလိုမျိုးလေးဖြစ်နေတယ်เนาะ โอเคကျွန်တော်အဲ့မှာဘယ်လိုပြခြင်းလဲဆိုတော့ကျွန်တော် local လေးကိုကျွန်တော်ဒီထောင်လေးမှာပြမယ်ပြီးပြီဆိုရင် application နာမည်လေးကျွန်တော်ပြမယ်เนาะ home screen ရဲ့ app bar လေးကိုကျွန်တော် AUI လေးလောက်ခြင်းလဲเนาะတခြား page ရာကြတော့မှတခြား app bar style လေးကိုကျွန်တော်တုံးမယ်เนาะ home page ကိုကျွန်တော်အတိုင်းလေးလောက်ခြင်းလဲโอเคအဲ့တော့ home page မှာဆိုရင်သူကဒီမှာ arrow လေးထည့်ခြင်းလဲဆိုရင်အဲ left နဲ့ right နဲ့သူကဒီလိုမျိုးထည့်လို့ရတယ်သူပြောထားတယ် customize လောက်ခြင်း customize လောက်ခြင်းတဲ့ဟာလေးသူပြောထားတယ် title တွေရေးလို့ရတယ် ဒီဘဲဘဲဘက်ပေါ့နော်ဒီဘဲဘက်မြားနေရာလေးပေါ့နော်ဒီလိုမျိုးဒီနေရာလေးကိုသူကမြားလေးပြမယ်စာသားလေးရေးမယ်ဆိုရင်လည်းစာသားလေးထည့်လို့ရတယ်မြားလေးပြမယ်ဆိုရင် less arrow ဆိုတဲ့ဟာလေးချင်ညာလို့ရတယ်အဲ့ဒီမြားလေးကိုကလစ်နှိပ်တဲ့ခါကျရင်ဒီမဲ့ event ကြီးကျွန်တော်ဖန်ဖန်လို့ရတယ်ပေါ့နော်ပြီးတော့ customize လုပ်ချင်တယ်ဆိုရင်ဒီမှာသူက template ဆိုတဲ့ဟာလေးနဲ့ customize လုပ်လို့ရတယ်ဟုတ်ပြီနော်အဲ့တော့ဒါလေးကိုကျွန်တော်က customize လုပ်လိုက်မယ်နော်အဲ့တော့ကျွန်တော်ကဒီဟာကို customize လုပ်မယ်ဆိုတော့ ီလိုမျိုးလေးရေးလိုက်မယ်เนาะကျွန်တော်ကညာဘက်ကိုလုပ်မှာမဟုတ်ဘူးဘယ်ဘက်ကိုကျွန်တော်က customize လုပ်မှာเนาะ okay အဲ့ဘယ်ဘက်ကို customize လုပ်တဲ့အခါမှာကျွန်တော်ကဓာတ်ပုံလေးကျွန်တော်ကထည့်ခြင်းတာအဲ့တော့ဓာတ်ပုံလေးထည့်ခြင်းတာဆိုတော့ကျွန်တော်ဒီနေရာမှာ logo လေးထည့်ခြင်းတာပါเนาะ logo လေးမထည့်ခင်ကျွန်တော် div တစ်ခုနဲ့ကျွန်တော်ကအုပ်လိုက်မယ် flat box ကိုပဲကျွန်တော်တုံးလိုက်မယ် justify stack ကိုကျွန်တော်တုံးလိုက်မယ်เนาะအဲ့ဒီထဲမှာကျွန်တော် image လေးတစ်ခုလုပ်မယ်အဲ့ဒီ image ကဘယ်က image လေးဆိုတော့ accept တဲ့က email တွေက logo.png ကိုကျွန်တော်ခေါ်သုံးလိုက်မယ်ပြီးပြီဆိုရင်သူ့ကိုကျွန်တော်ဘာလုပ်မလဲဆိုတော့ css လေးကျွန်တော်ရေးလိုက်မယ်เนาะ css ဆို class လေးကျွန်တော်ရေးလိုက်မယ်ဓာတ်ပုံရဲ့ကျွန်တော်က site ကိုကျွန်တော်ကအကြီးမလိုချင်ရှစ်လောက်ပဲယူမယ်ဒါလေးရှစ်လောက်ပဲပြီးပြီဆိုရင်ကျွန်တော်က rounded လေးကျွန်တော်နည်းနည်းပေးလိုက်မယ်เนาะဓာတ်ပုံလေး white white လေးဖြတ်သွားရအောင်ပြီးပြီဆိုရင် background လေးကျွန်တော် white လေးချိန်ထားမယ်ပြီးပြီဆိုရင် pattern လေးကိုကျွန်တော်1လောက်လုပ်ထားမယ် ။အမှချင်း right one ထားလိုက်မယ်ပြီးကျွန်တော်ဒီဓာတ်ပုံလေးရဲ့ဘေးမှာကျွန်တော်ကစာလေးရေးမှာမလို့နော်။အဲစာလေးကိုကျွန်တော် DIV လေးဆက်အုပ်လိုက်မယ်။ DIV ထဲမှာပါကျွန်တော်ကစာနှစ်ချောင်းရေးမှာနော်။စာနှစ်ချောင်းရေးမှာဆိုတော့ကျွန်တော်က A5 လေးကျွန်တော်ပေးလိုက်မယ်။ကျွန်တော်တို့ဟို subplot screen မှာလုပ်ခဲ့တယ်လို့ပဲလေ။အဲ့လိုမျိုးလေးကျွန်တော်ကလုပ်ချင်တယ်။ test align ကျွန်တော်ကျင်ညာလိုက်မယ်ပြီးရင် white ဆိုပြီးရောကျွန်တော်ကအရင်အကြီးမဟုတ် small လေးနဲ့ပဲကျွန်တော်လုပ်လိုက်မယ်နော် yrs နော် ပြီးအောက်မှာကျတော့ကျွန်တော် paragraph လေးနဲ့ကျွန်တော်တွားလိုက်မယ်เนาะအခမ်းမန်းပြီးကျွန်တော်လုပ်ကြည့်နေတော့ကျွန်တော် test ကို white ပဲပေးလိုက်မယ်ကျွန်တော်မျက်လုံးထဲမှာတော့ကျွန်တော် UI ကိုမြင်နေဆိုတော့ကျွန်တော်စဉ်းစားရတယ်ဗောနော်အဲ့တော့ okay see you ဒီမှာအရှိလေးကျွန်တော်ရေးလိုက်မယ် Yangon Railway Service okay ဒီလိုလေးကျွန်တော်ပေးလိုက်မယ်เนาะအစမ်းအနေနဲ့ okay စမ်းကြည့်အောင်ကျွန်တော်ဘယ်လောက်ထိအဆင်ပြေလဲကျွန်တော်လိုချင်တဲ့အတိုင်းဖြစ်လား โอเคဒီမှာအာ sorry ကျွန်တော်ကဒီမှာအဖြူလေးသွားပေးလိုက်တာเนาะကျွန်တော်ဒီဟာကိုအယောင်ပေးထားတယ်မှန်တယ်โอเคကျွန်တော်အယောင်မပေးထားဘူးကျွန်တော်ဒီ app ဘာကိုကျွန်တော်အယောင်ပေးရမယ်အယောင်ပေးရမယ်ဆိုတော့ app ဘာကိုအယောင်ပေးလို့ရလားတစ်ချက်ကြည့်ရအောင်ဒီမှာ app ဘာကိုသူက fix လေးပိုင်းလုပ်လို့ရတယ်အခုကျွန်တော် fix လေးလုပ်ထိုင်မှာအပေါ်လေးမှာအသေးလေးဖြစ်နေအောင်เนาะဒီလို security ပိုင်းဆိုရင်မြုပ်မသွားအောင်လို့ကျွန်တော်အသေးလေးဖြစ်ချင်လို့ကျွန်တော် first fix လေးကျွန်တော်ထားလိုက်မယ်เนาะအဲ fix လေးကိုကျွန်တော်က ချူနော်အဲ့လိုပေးလို့ရတယ်ဟုတ်ပြီ Okay ဒီမှာဆိုရင်သူကသင်းရင်းကိုသူကဒီမှာအယောင်ချင်းလို့ရတယ်တဲ့သူကရဲ့ CSS မှာသွားပြီးအယောင်ချင်းလို့ရတယ်အဲအဘ height တွေပါသူက default height တွေပါရ default ကသူကဒီမှာ46တဲ့တကယ်လို့ကွာ CSS တွေပါချင်းချင်းနဲ့ဆိုရင်ဒီလိုမျိုးချင်းလို့ရတယ်တဲ့ဟုတ်ပြီနော် Okay ် primary color ချိန်လိုက်ရင်တော့ရမှာထင်တယ် Okay ကျွန်တော်တို့ဒီမှာကျွန်တော်တို့အရောင်လေးချိန်ရအောင်အရောင်ချိန်မယ်ဆိုရင် तू က default အနေနဲ့ကတော့ तू က background color ကဒီဒီဟာလေးကို तू က default color အနေနဲ့ထားထားတာเนาะ okay အဲ့ဒါလေးကိုကျွန်တော်တို့က css မှာသွားပြီး default color လေးကျွန်တော်ကြီးညာလိုက်ရမှာထင်တယ်เนาะဒါသူ့ရဲ့ primary color ပါเนาะအဲ့တော့ primary color ကိုကျွန်တော်သွားကြီးညာလိုက်မှာဆိုရင်ရလောက်တယ်ဟုတ်ပြီ ဲ့တော့ကျွန်တော်တို့ရဲ့ CSS file ကိုတွားရအောင် main.css ပေါ့နော်ဒီ main.css မှာကျွန်တော်လာပြီးတော့ CSS လေးကျွန်တော်တို့ရေးမယ်လေနော်ရေးမယ်ဆိုတော့ကျွန်တော်တို့ကဒီမှာ root အနေနဲ့ကျွန်တော်တို့ကရေးမှရမယ်သူက root အနေနဲ့လုပ်ထားဆိုတော့နော်အဲ့အဲ့ဒီမှာကျွန်တော်ကဒီမှာ variable လေးကျွန်တော်တမ်းလိုက်မယ်ကျွန်တော်က theme ဆိုပြီးကျွန်တော်တမ်းလိုက်မယ်နော် theme ကကျွန်တော်တို့ကကျွန်တော်တို့ရဲ့ theme အမြောင်ကဘာလဲဒါလေးနော် ဒါလေးနော်โอเคအဲ့ဒါရပြီဒါသိင်းအောင်ရပြီဗောနော်အဲ့ဒါကျွန်တော် primary color လေးကိုကျွန်တော်တို့ကသွားပြင်ရအောင် primary color ဒီ primary color လေးကကျွန်တော်တို့ကသူ့ရဲ့ primary color ဒီမှာအပြာအပြာရောင်လေးရတဲ့ primary color เนาะကျွန်တော်တို့က primary color အရောင်လေးကိုကျွန်တော် default အနေနဲ့ဘာကိုပြန်ခေါ်သုံးမလဲဆိုတော့ var ဆိုပြီးတော့အဲ var ဆိုပြီးတော့ var သိင်းကိုကျွန်တော်ပြန်ခေါ်သုံးလိုက်မယ်เนาะဟုတ်ပြီเนาะအဲ့ဒါဆိုကျွန်တော်တစ်ချက်ပြန်ပြီးသွားကြည့်အောင်ကျွန်တော်တို့က လောလောဆယ်စီရက်ဆက်ကချိန်လာတစ်ချက်ကြည့်အောင်ဖာပိုင်မာရီကလာကိုကျွန်တော်ကဒီသင်းအရောင်လေးကျွန်တော်တို့ပေးထားတယ်เนาะဖာသင်းဆိုကျွန်တော်ပေးထားတယ်ပိုင်မာရီကလာ PP ဆိုဟုတ်ပြီじゃပိုင်မာရီကလာပဲကျွန်တော်ချိန်ရသေးတာကျွန်တော်ဒီအောင်မချိန်ရသေးဘူးချိန်ကျင်နေဆိုရင်သူက DA variable လေးကိုသူကချိန်ပေးပါတယ်โอเคအဲ့ variable လေးကျွန်တော်သူကချိန်နိုင်မယ်အပြရောင်လေးကျွန်တော်ချိန်ကျင်လို့เนาะအပြရောင်လေးတော့ဖြစ်ကုန်ပြီကျွန်တော်တို့ဗာလေကျွန်တော်တို့အရောင်ဗာရောင်လေးဒီစိမ့်ပြရောင်လေးလား โอเคအဲ့ဒီမှာကျွန်တော်ကသွားပြီးရောဘာဆိုပြီးရောကျွန်တော်တို့ခုနသင်းလေးကိုပဲကျွန်တော်ခေါ်တုံးလိုက်မယ်เนาะဟုတ်ပြီကျွန်တော်ဒီမှာချစ်လိုက်ဒါဆိုကျွန်တော်ကျွန်တော်လိုချင်တဲ့ပုံစံလေးဖြစ်သွားပြီပေါ့เนาะကျွန်တော်လိုချင်တာလေအဲ application logo လေးရှိမယ်ပြီးမှနာမည်လေးရှိမယ်ဒီလိုနာမည်လေးကိုအစီလေးကျွန်တော်ရေးထားမယ်ပေါ့เนาะဒါကျွန်တော်တို့ application ရဲ့ဟိုပါပေါ့เนาะအဲသင်းပေါ့เนาะသင်းကာလာကျွန်တော်ဒီကာလာလေးကျွန်တော်တို့တုံးမယ်เนาะ โอเคကျွန်တော်ဒီပုံစံလေးအဲဒါ home screen မှာတော့ကျွန်တော်ကဒီလိုမျိုးလေးဖော်ချင်တာလေးเนาะ ဟုတ်ပြီဖော်ကျင်တာဆိုဟုတ်ပြီအဲ့ဆိုကျွန်တော်နောက်တစ်ခုကျွန်တော်ဗာဆက်လုပ်ဖို့ရှိလဲဆိုတော့ကျွန်တော်တို့ဒီအောက်ကဒီ edit လေးဒီ edit အယောင်လေးတွေကိုကျွန်တော်သွားပြင်ကျင်တယ်ကျွန်တော်အဲ့ဒါဆိုရင်အဲ့ edit ကဒီတက်ဘာမှသွားပြီးအယောင်လေးဘယ်လိုချိန်လို့ရလဲတစ်ချက်သွားကြည့်အောင်သူ့ရဲ့ documentation ကိုတစ်ချက်လိုက်ဖတ်မယ်နော် edit ကလာသွားကြည့်မယ်နော်ဒီလိုမျိုးဒီမှာဒီလိုမျိုးရေးလို့ရတယ်နော် edit ကလာသူဒီတိုင်းရေးလို့ရတယ်အဲ့လိုရေးလေရတယ်အတစ်ကလာအတိုင်းရေးလေရတယ် အောက်မှာဒီဒီတင်းနဲ့ပတ်သက်ပြီးသူဒီမှာချိန်လို့ရတဲ့ဟာတွေဒီမှာရေးထားရယ်နော်ဒီမှာလာရေးလေးရယ်နော်အဲ့တော့ tab bar background လေးပါလေကျွန်တော်ကတိုက်တဲ့ tab color လေးပေါ့ edit လေးကိုကျွန်တော်အရင်ဆုံးပေးကြည့်အောင် edit လေးပေးဘယ်လိုဖြစ်လဲကြည့်အောင်ဒီမှာအယောင်လေးဒီလိုထည့်ရင်ဘာဖြစ်သွားလဲ okay အဲ့ဒီမှာကျွန်တော်တို့ color လေးကိုကျွန်တော်အယောင်ပေးကြည့်မယ်ကျွန်တော်ဒီမှာကျွန်တော်တို့ဘာအယောင်လေးပေးမလဲ အဲကျွန်တော်တို့ကအတ္တကာလကိုကျွန်တော်ကဘာတောင်းဘာပေးလိုက်မလဲဆိုကျွန်တော်တို့ဒီမှာဥမာကျွန်တော်တို့ဘာကာလပေးလဲအတ္တကာလနော်ဒီကာလကိုကျွန်တော်ပေးလိုက်မယ်နော်โอเคအော်အဲ့ဒါမကြည့်လိုက်ကျွန်တော်တို့ဘယ် route ဆိုရင် station ဆိုဒီမှာဒီ color လေးကျွန်တော်ဖြတ်သွားပြီเนาะဒါဆိုဒါ active color လေးကျွန်တော်တို့ပေးတာပါเนาะအဲ့မဆိုးဘူးเนาะဒီမှာသူကဟိုဟာလေးနဲ့တောင်းပေးထားတယ်เนาะဒီမှာကျွန်တော်တို့ အဲပါရာမီတာလေးနဲ့ကျွန်တော်တို့တောင်းပြထားတယ်ကျွန်တော်တို့ဟိုကလည်းအတာအက်တစ်ကာလာတင်မယ်အင်အက်တစ်ကာလာဆိုရင်ဘာရောင်ဒီလိုဒီလိုမျိုးလေးသူတောင်းပြထားတယ်နော်โอเคခုနကဝါကျွန်တော်တို့နတ်ဘားမှာလည်းအဲ့လိုမျိုးလေးတောင်းပြရင်ကောင်းမယ်နော်တစ်ချက်တရအောင်ပေါ်လာခတ်လို့ရတယ် face play holder click a ပဲ save area ဒီကောင်အဲ့လိုမျိုးတော့မရှိဘူးနော် โอเคသူကတော့ခုနလိုမျိုး parameter လေးနဲ့သူအဲ့လိုမျိုးလေးဒီလိုမျိုးအဲ plot အနေနဲ့သူမတောင်းပေးထားဘူးပေါ့เนาะကျွန်တော်တို့အဲ့ဆိုသူကတော့ကျွန်တော်တို့ CSS နဲ့ပဲလမ်းထိမှရမယ်အဲ့တော့ CSS နဲ့ကျွန်တော်တို့ကဒီမဲ့ number background ကိုဒီလိုမျိုးလေးလမ်းပြီးတော့အသေးလေးလမ်းထည့်ထားရတယ်ပေါ့เนาะဒီ theme color လေးကျွန်တော်လမ်းထည့်ထားတယ် theme color လေးကိုကျွန်တော်တို့က gradient သုံးမယ်ဆိုပြီးကျွန်တော်တို့လုပ်ခဲ့တာလေးเนาะကျွန်တော်တို့လာပဲဘက်မှာလည်းအတိုင်းလုပ်ခဲ့တယ်အဲကျွန်တော်တို့ဒီမှာလေးအဲ့ thing color လေးနဲ့ကျွန်တော်တို့သွားမယ်ဒီဒီ color လေးပဲเนาะအော် one color ပဲသုံးမယ်ဆိုရင်တော့ကျွန်တော်ကဒီအကြောင်းလေးသုံးမယ် gradient လေးသုံးမယ်ဆိုရင်တော့ဒီ style လေးကိုသုံးမယ်နော် okay အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာရပါပြီကျွန်တော်တို့အဲ့ဆိုရင်ဒီမှာ home route station profile ဆိုပြီးရသွားပြီနော် home page မှာဆိုရင်ကျွန်တော် home page ကိုပြဆိုရင်ကျွန်တော်ဒီလို logo လေးနဲ့ဒီလိုလေးပြမယ်ပေါ့နော် okay ရပြီရပြီဆိုတော့ကျွန်တော်ကအခုဘာဆက်လုပ်မလဲဆိုတော့ကျွန်တော်ကအဲဘယ်နှမိနစ်ရှိသွားပြီလဲ26မိနစ် okay အဲ့ဒါကျွန်တော်တို့ home page ရဲ့ number လေးလည်းကျွန်တော်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ချက်လိုက်တော့မယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်လीเนาะအဲ့ကျွန်တော်တို့အရင်ဆုံးဘာလုပ်မလဲ comment လေးတင်ခဲ့ရအောင် ဒီမှာကျွန်တော်တို့ဘာလုပ်ခဲ့လဲအဲ surplus screen ကျွန်တော်တို့ထည့်တယ်เนาะ okay အဲ့တော့ကျွန်တော်ဒီမှာ finish ဆိုပြီးတော့ finish ဆိုပြီးတော့ထည့်တယ်ပြီးတော့ဘာထည့်သေးလဲကျွန်တော်တို့ရေ home နဲ့ဘာပေါ့နော် home app ဘာလို့ပဲကျွန်တော်ရေးလိုက်မယ်เนาะဟုတ်ပြီကျွန်တော်ဒါဆို comment လေးတင်ခဲ့လိုက်မယ်เนาะ โอเคအဲ့ဒါကျွန်တော်ရပါပြီအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်